မက်လာမှာဖိတ်ကူနဲ့အတူလေးချိန်ငယ်လိုက်လုံနေကြတဲ့မိတ်ဆွေများအားလုံးအားလုံးဟယ်လိုပါဒီနေ့ရဲ့တကူလုံးလေးချိန်ငယ်ကဘိုက်ကိုအဓိကသွားမယ်ဒါပေမဲ့တခြားနေရာလေးတွေလည်းလုပ်မယ်เนาะဆဆချင်းဒူကောင်းတဲ့တံတောင်းစင်ထိတာလေးနဲ့ကျွန်တော်တို့စပြီးတော့သွေးပူလေးချိန်ငယ်လုပ်မယ်ဘဲတစ်ခါညာတစ်ခါကိုတစ်အခါ20သွားမယ်เนาะ ခုမှလေ့ကျင့်ခန်းစတာဆိုတော့အစဉ်ပြေတဲ့မိတ်ဆွေများ YouTube ကနေ live ပြီးတော့လုတ်ပေးဖို့တိုက်တွန်းပါတယ် YouTube ကနေကြည့်ပြီးတော့ live လုတ်ပေးပါเนาะကျေးဇူးတင်ပါတယ်ဟုတ်ပြီနောက်သွားမယ့်တစ်ခုက byte က်အောက်ကအစီလေးတွေကိုကျွန်တော်တို့ဒီလိုမျိုးခြေထောက်ကိုအပေါ်ကိုမြောက်တဲ့ပုံစံလေးနဲ့ပဲဘိုက်အောက်ကအစီလေးတွေကိုချရရင်တော့အိုက်နာလေးကဘိုက်အောက်ကအစီနေရာနားလေးကိုတွေးပူလေးခြင်းကလုံမဲ့ခြေထောက်ကိုအပေါ်မြောက်လိုက်ချလိုက်ဒီတိုင်းလေးပဲအရန်လွယ်ရင်တော့ဒါကအိမ်မှာကိုမတည့်ရနေနေတာမှလုံလို့ရတဲ့ဟာလေးတွေပါ ှစ်တဟုတ်ပြီဘယ်ဖက်လုတ်ပြီးညာဖက်ကိုသွားမယ်ဒီတိုင်းလေးပဲဘိုင်းအောက်ကအစီတွေခြားခြင်းနဲ့မိတ်ဆွေတွေဘိုင်းအောက်ကအစီကိုဘယ်လိုခြားမလဲဆိုတာမေးတဲ့လူတွေအရင်များတယ်တခြားအရင်ခတ်တဲ့ဟာတွေမလုံနိုင်ရင်ဒါလေးတော့လုံနိုင်မယ်ထင်တယ်ဒီလိုမျိုး လက်ကဘေးကိုကင်ပြီးမှလုံလို့ရမယ်ဆိုရင်လည်းရတယ်เนาะခြေတောက်ကိုမြင့်မြင့်လေးမြောက်ပေးပါ ုတ်ပြီနောက်သွားမဲ့တစ်ခုကလဲလိုက်မယ်လက်ကအနောက်ကိုထောက်ထားမယ်ပြီးရင်ခြေတောက်ကစပိန်စီးတယ်လို့လေးသွားမယ်နော်ဘဲတစ်ခါညာတစ်ခါတဲအခါ20ပဲခြေတောက်ကွေးတဲ့ချိန်မှာဒီအပေါ်ပိုင်းကိုရောက်တဲ့အထိကွေးမယ်ဆန့်တဲ့ချိန်အချိန်မှာခြေတောက်ဖြောင်းနိုင်သလောက်လေးဖြောင်းပေးမယ်နော် ဒီနေ့ရဲ့ပိုင်းလေးချင်းခံကနည်းနည်းလွယ်တဲ့ထဲကပါတယ်။ဘာဖြစ်လို့လဲဆိုခိုင်ခိုင်လောက်နေကြပိုင်းလေးချင်းခံကအရန်ခတ်တော့တချို့မိတ်ဆွေတွေပိုင်းလေးကတော်တော်လေးပူတယ်။သူအဲ့အလေးတွေလောက်ချင်တယ်ဒါပေမဲ့မလောက်နိုင်လို့ဒီနေ့ဟာလေးတွေက beginner လေးတွေအတွက်ပိုင်းတော်တော်လေးပူတယ်။လောက်ချင်တယ်ဒါပေမဲ့အခုမှစချမဲ့လူတွေအတွက်ပူပြီးတော့အဆင်ပြေမယ်နော်။ねて。ね ဟုတ်ပြီနောက်သွားမဲ့တစ်ခုကကျွန်တော်တို့လုံးဝလဲလိုက်မယ်ခါမခုံးအောင်လို့တင်လေးကိုနည်းနည်းလေးမြောင်းလိုက်လို့ရတယ်ပြီးရင်ခြေထောက်တစ်ဖက်ကိုပုံမြောင်းလိုက်နောက်တစ်ဖက်ကိုပြောင်းလိုက်ဒီအတိုင်းပဲသွားမှရမယ်လို့ကဒီအတိုင်းသွားမယ်နည်းနည်းနိုင်တဲ့မိတ်ဆွေလေးကခြေထောက်တစ်ဖက်စလုံးကိုဆုံစုပြီးအပေါ်မြောင်းလိုက်ချလိုက်အဲ့တိုင်းလေးသွားမယ်မိတ်ဆွေနိုင်တဲ့ပုံစံလေးနဲ့သွားမယ်ဒီခြေထောက်တစ်ဖက်ကိုဆုံစုပြီးအပေါ်မြောင်းလိုက်ချလိုက်သွားတာက ပို့ပြီးတော့ခတ်တယ်ဒါပေမဲ့သူကဘိုင်းအောက်ကအစီလေးတွေကိုတော်တော်လေးချပေးတယ်ခြေထောက်ကိုချတဲ့ချိန်မှာဖျားကိုထိမရရင်ဖျားကိုထိလို့ရတယ်ဖျားမထိပဲနဲ့စတိုက်သွားလို့ရရင်စတိုက်သွားပေးပါနော် ုတ်ပြီနောက်သွားမယ့်တစ်ခုလေခါးကမခုံးနေအောင်လို့ကျွန်တော်ကခြေထောက်လေးတင်လေးကိုနည်းနည်းလေးမြောက်လိုက်တယ်เนาะအဲ့ဒီဥစားခါးမခုံးတော့ဘူးပြီးရင်သွားမယ့်တစ်ခုခြေထောက်တစ်ဖက်ထဲကိုအပေါ်မြောက်လိုက်ပြန်ချလိုက်ချတဲ့ချိန်မှာနိုင်လို့ရှိရင်ဖြာကိုမထိပဲနဲ့စတိုက်လေးသွားမယ်ဘိုက်အောက်ကအစီလေးတွေကိုချပေးတာပါအဲ့ဒါလေးကိုနည်းနည်းတွားခန့်စားပေးပြီးတော့သွားမယ်เนาะ ောက်ပြီးချလိုက်မယ်ပြီးနောက်တစ်ဖက်ကိုကျွန်တော်တို့အပေါ်ကိုမြောက်လိုက်ချလိုက်အိုက်တိုင်းလေးသွားမယ်အဲ့ဒီခြေတောင်မြောက်တဲ့ဖက်ကအာဘိုင်းအောက်ကအစီလေးတွေကိုတွားပြီးတော့ခန်းစားပေးပါကြွက်သားလေးတွေကိုတွားပြီးတော့ခန်းစားပေးပါဖြစ်နိုင်လို့ရှင်ခြေတောင်ကိုဖင်ဖြောင်းလေးသွားမယ်ဖင်ဖြောင်းလေးသွားရင်ပေါင်ရဲ့ကြွက်သားကိုလည်းထိပါတယ် ်သွားမဲ့တစ်ခုကတိတ်မနိုင်တဲ့မိတ်ဆွေတွေအခုကျွန်တော်ပြသလိုမျိုးထိုင်ပြီးတော့လက်လေအနောက်ထောက်ခြေထောက်လေးကိုဒူးလေးကိုွေးပြီးတော့ဒီတိုင်းလိုင်းရပြီเนาะနိုင်တဲ့မိတ်ဆွေတွေက high plan ပြောင်းပြန်ထောက်ပြီးတော့ဒူးလေးကိုွေးပြီးတော့သွားမယ်ကိုနိုင်တဲ့ပုံစံလေးနဲ့သွားမယ်ကျွန်တော်ဒီနေ့ကတကူလုံးလေးချင်းကန်ဘိုက်ကိုအဓိကသွားတယ်ဒါပေမဲ့အခြားနေရာတွေကိုလည်းလေးချင်းကန်လုပ်ပြီးမှမလို့ဒီလိုမျိုးလက်ကိုထောက်တဲ့ဟာလေးတွေခြေထောက်ကိုွေးတဲ့ဟာလေးတွေလည်းပါလာမယ်เนาะ းမိတယ်ပြောရမလားအပူမိတယ်ပြောရမလားတော့မသိဘူးနှာပိတ်နေတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောတဲ့စကားလေးတွေကနှာတန်လေးတွေပါနေမယ်เนาะသိခံပြီးတော့နားထောင်ပေးပါပြန်လေးဖက်ထောက်တဲ့လူကတော့နည်းနည်းလေးမောနေလောက်မယ်။နှစ် ထိုင်ပြီးတော့လှုပ်တဲ့လူကတော့တိတ်မမောတော့ဘူးเนาะ1ဟုတ်ပြီကျွန်တော်တို့ခဏလုံးကဘိုက်အောက်ကစီလေးတွေကြီးပဲလှုပ်နေတယ်အခုတခါတော့ဘိုက်အပေါ်ကစီလေးတွေကိုထမယ်ဒူးကွေးပြီးတော့လဲလိုက်မယ်ဒူးကွေးပြီးလဲလိုက်ပြီးတော့ထားလိုက်တဲ့အချိန်မှာလက်က ပေါင်ကိုသွားပြီးတော့ထိမယ်။ပညာအဲ့လိုမျိုးတွေထိပြီးပြန်လဲလိုက်မယ်။ပြန်လဲလိုက်တဲ့ချိန်မှာခေါင်းကဖြားကိုဟိုချမရမယ်ဆိုရင်ချလို့ရတယ်။မချဘဲနဲ့နည်းနည်းလေးမြောက်ပြီးတော့ပြန်သွားမယ်ဆိုလည်းရတယ်။အဲ့ဒါဆိုရင်ဘိုက်အပေါ်အစီလေးတွေကိုပိုချဖြစ်တာပေါ့နော်။ နေမကောင်းတာလည်းပါတယ် ပြီးတော့ဒီနေ့က bike အစီချရှင်တဲ့လူ beginner လေးတွေအတွက်လည်းဖြစ်တာကြောင့်မလို့ဒီနေ့လောက်တဲ့လေးချင်ငယ်လေးတွေကပျပျော့လေးတွေဖြစ်နေမယ်အားမရတဲ့မိတ်ဆွေတွေကအခြားလေးချင်ငယ်တစ်ခုကိုနောက်ထပ်ဆက်ရှာပြီးတွဲလုံလိုက်နော် ဟုတ်ပြီနောက်သွားမယ့်တစ်ခုကလုံးဝလဲလိုက်မယ်ပြီးဒူးကွေးပြီးတော့တင်ကိုအပေါ်မြောင်းမယ်ပြန်ချမယ်ဒီတိုင်းလေးပဲသွားမယ်ဒါလေးကဒူးကွေးပြီးတော့လုံလို့ရှိရင်တိတ်ပြီးတော့မမြောင်းဘူးခြေထောက်ကိုဖြန့်ဖြောင်းနေနဲ့သွားရင်ပို့ပြီးတော့ညောင်းတယ်ဒါလည်းဘိုက်ရဲ့အပေါ်ပိုင်းကအစီလေးတွေကိုခြာပေးတာကျွန်တော်တို့အရှိရလုံးတဲ့ဟာလေးတွေကဘိုက်အောက်ပိုင်းအစီလေးတွေကိုခြာတယ်အခုကဘိုက်အပေါ်ပိုင်းအစီလေးတွေကိုခြာပေးရနော် ီကင်နာလေးတွေအတွက်ကဒီတစ်ခုကဇက်တိုက်အခါ20လုံးရင်နည်းနည်းလေးညောင်းလိမ့်မယ်ဒါကြောင့်မလို့တကယ်လို့မိတ်ဆွေအားပိုင်းနည်းနည်းပူတဲ့မိတ်ဆွေတွေငါပြီးတော့အခုမှဒီလိုမျိုးပိုင်းအစီချလေးချိန်ငန်းနေစားလုံးတဲ့မိတ်ဆွေဆိုရင်10ခါလုံးမယ်ခဏနားမယ်နောက်ထပ်10ခါလုံးမယ်အဆင်ပြေရနော်ပေါ်ပိုင်းတော်တော်ညောင်းနေเนาะနေ့ ဟုတ်ပြီကျွန်တော်တို့အတူတူပဲဘိုင်းအပေါ်ပိုင်းအားစီလေးတွေကိုဆက်ချမယ်ခြေတောက်ကိုဖြောင်းဖြောင်းလေးနဲ့အပေါ်ကိုမြောက်ထားမယ်90ဒီဂရီပြီးလို့ရှိရင်လက်ကခြေဖမိုးကိုထိနိုင်သလောက်လာထိမယ်ထိပြီးရင်ပြန်ချမယ်နည်းနည်းခက်ခက်လေးသွားခြင်းနဲ့လူကပြန်လဲချတဲ့ချိန်မှာခေါင်းကဖြာကိုမထိမယ်စက်တိုက်သွားလိုက်အဲဒါဆိုဘိုင်းအပေါ်ပိုင်းကကြွက်သားရှည်ညောင်းလိုက်မယ်နည်းနည်းလေးလွယ်တဲ့ပုံစံသွားခြင်းလို့ရှိရင် ဖြာထိထိပြီးတော့လဲချလိုက်ပါတော့เนาะ သူပဲเนาะကျွန်တော်တို့အခါ20 the break ထဲစတိုက်လုပ်လို့အဆင်မပြေတဲ့မိတ်ဆွေများဆယ်ခါလုံးမယ်ခဏနားမယ်နောက်ထပ်ဆယ်ခါလုံးမယ်เนาะတစ် ဟုတ်ပြီကျွန်တော်တို့အပေါ်ပိုင်းအောက်ပိုင်းလေးလုပ်ပြီးပြီဒီတစ်ခေါက်တော့ဘေးရနေပြီးတော့သွားမယ်ခြေတောက်တစ်ဖက်နဲ့လက်နဲ့အပေါ်မှာလာထိတဲ့ဟာလေးသွားမယ်ဒီတိုင်းလေးထိမယ်ပြန်ချမယ်ချတဲ့အချိန်မှာဖြစ်နိုင်ရင်လက်ရောခြေတောက်ကိုဖြာကိုမထိပဲနဲ့ပြန်လာခဲ့တာပိုကောင်းပါတယ်ကျွန်တော်တို့ခြေတောက်ကိုချတဲ့အချိန်မှာဘုံဆိုပြီးတော့မချပဲနဲ့ထိမ့်ပြီးတော့ချလို့ရှိရင်ပေါင်ကကြွက်တာလေးတွေကိုလည်းထိသွားနိုင်မယ်နော်ခြေထောက်မြောက်တဲ့ဖက်ကပိုက်အောက်ကစီလေးတွေကိုချပြီးပြီးတော့လက်မြောက်တဲ့ဖက်ကတော့လက်ပဲเนาะ ျောဒီနေ့ရဲ့လေးချင်ကန်ကပိုက်ကိုအဓိကသွားတယ်ဆိုပေမဲ့တကူလုံးကိုထိတဲ့လေးချင်ကန်မှာလေးလွယ်ပါတယ်နော်နှစ်တော်တော်လေးလွယ်တဲ့ထဲကပါတယ်တစ်ဟုတ်ပြီကျွန်တော်တို့ပက်ပြောင်းမယ် ဘယ်ဖက်ခြေတော့ညာဖက်လက်ပြန်ပြောင်းပြီးတော့ဒီတိုင်းလေးပဲအပေါ်မှာထိမယ်အခါ20သွားမယ်ခြေတော့ကဖြစ်နိုင်ရင်ဖြောင်းနိုင်တယ်လို့ဖြောင်းမယ်ဖြာကိုမထိပဲနဲ့ပြန်သွားလို့ရှိရင်ပိုကောင်းပါတယ် โอเคနောက်သွားမယ့်တစ်ခွက်လည်းဒါလေးနဲ့တူမယ်အပေါ်ပိုင်းရောအောက်ပိုင်းရောအကုန်လုံးပါမယ်ဒူးကွေးပြီးတော့ခြေထောက်မြောက်ထားမယ်ပြီးရင်ခြေထောက်တစ်ဖက်ကချတဲ့အချိန်မှာ ဘယ်ဖက်ခြေတော့ချရတဲ့အချိန်မှာညာဖက်လက်ချမယ်ပြီးရင်ပြန်လာမယ်ညာဖက်ခြေတော့ချရတဲ့အချိန်မှာဘယ်ဖက်လက်ချမယ်ပြောတာကနည်းနည်းရှုပ်တယ်ကြည့်ပြီးတော့လုံလိုက်ပါဘယ်တစ်ခါညာတစ်ခါကိုတစ်အခါနဲ့ဆက်ဒါလေးတတိထားမှာကခါကိုခုံးမနေစေနဲ့ခါကဖြာနဲ့ကက်နေရမယ်ခါခုံးလို့ရှိရင်ခါရဲ့အားကိုစိုက်ပြီးတော့လှုပ်တက်လို့ပါခါမခုံးမဲနဲ့ခါကဖြာနဲ့ကက်နေလို့ရှိရင်ကျွန်တော်တို့ဘိုက်ရဲ့အားကိုစိုက်ပြီးတော့လုပ်မယ်ဒါမှဘိုက်ကအစီလေးတွေကြာမှာเนาะ ေးချိန်ညာလေးရကြည့်ရတာလွယ်တယ်တကယ်လုပ်တဲ့ချိန်မှာတော့အနောက်ထိမလွယ်ဘူးဒါကြောင့်မလို့အခုမှစလုပ်တဲ့အစီအစဉ်စချမဲ့ပိုက်ရဲ့အစီအစဉ်စချမဲ့မိတ်ဆွေများ The Break ထဲနဲ့အခါ၃၀မရရင်ဆယ်ခါလုပ်မယ်ခဏနားမယ်ပြီးရင်ဆယ်ခါပြန်လုပ်မယ်အဆင်ပြေပါတယ်နော် းပြီးရင်မတက်ရက်ပြီးလောက်တာလေးတွေပြန်လာမယ်နော်နှစ်အဲ့ဒါလွယ်လွယ်လေးတွေပါပဲဒီနေ့ကတော့အကုန်လုံးနည်းနည်းတဟုတ်ပါပြီကျွန်တော်တို့အားအားလေးပြီးတော့မတက်ရက်မယ်မတက်ရက်ပြီးတော့လက်ကိုအပေါ်မြောက်ထားမယ်ပြီးလို့ရှင်လက်ကအောက်ကိုချတဲ့အချိန်မှာပေါင်ကအပေါ်မြောက်ပြီးပေါင်အောင်မှာလက်ထိမယ် ဒီဥစ္စာကခြေထောက်ကအပေါ်ကိုမြောက်တဲ့ချိန်မှာကျွန်တော်တို့အဲ့ဒီခြေထောက်မြောက်တဲ့ဖက်ကဘိုက်အောက်ကစီကိုချစီတဲ့လက်ကအပေါ်ကနေအောက်ကိုလာတဲ့ချိန်မှာဘိုက်ကလေးကိုနည်းနည်းလေးညှစ်ပေးလိုက်တာဆိုရင်ဘိုက်ကအစီလေးတွေကိုလည်းချပေးတယ်เนาะဒါလည်းဘယ်တစ်ခါမှတစ်ခါကိုတစ်အခါ20သွားမယ်เนาะ ုတ်ပြီနောက်သွားမယ့်တစ်ခုအစောကြီးကဒူကောင်းတဲ့တံတောင်ဆင်ပေးမှထိမယ်ဒီဥစ္စာခါပေးရအစီကိုချပေးတဲ့အချိန်မှာတော်တော်လေးထိရောက်တယ်ဖြစ်နိုင်လို့ရှင်ပေါင်ကိုပေါ်မြင့်နိုင်တဲ့လောက်လေးမြင့်မယ်ဒါမှကျွန်တော်တို့ခါပေးကအောက်ပိုင်းကအစီလေးတွေကိုပို့ထိမယ်နော် ောက်ပြီးနောက်ထပ်ဆက်သွားမှလည်းခါပေးစီပဲလွယ်လွယ်လေးပဲကျွန်တော်တို့လက်ကိုအောက်ကိုဆောင်းမယ်လက်ကအောက်ကိုဆောင်းတဲ့အချိန်မှာဒီဒူးကောင်းသားလေးကိုထိနိုင်အောင်ကြိုးစားပါအဆုံးထိဆောင်းပေးပါဒါမှဒီဘက်ခါရောဟိုဘက်ခါရောနှစ်ဖက်စလုံးရဲ့အစီလေးတွေကိုညစ်ပေးပြီးတာဖြစ်သွားမယ်เนาะဒါလည်းအခါ20ပါပဲ လို့ဒီဘက်ကိုဖက်ပြောင်းမယ်ခနာဟိုဘက်ကိုလောက်တယ်အခုဒီဘက်ကိုလုံးမယ်အခါ၂၀ပဲဒီနေ့လေ့ကျင့်ခန်းလေးတွေကတော်တော်လွယ်တယ်လူတက်လေးတွေအတွက်ဆိုရင်အရန်အဆင်ပြေတယ်ဒါမှမဟုတ်တိတ်နေမကောင်းနေတဲ့လူတွေအတွက်ကျွန်တော်လိုမျိုးပေါ့နော်ဒါဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့လူဟောင်းအတွက်လုံးနေကြလူတက်တော့အာမရဘူးအာမရလို့ရှိရင်နောက်ထပ်တစ်ခုရွေးပြီးတော့နှစ်ခုပေါင်းလုပ်ပြီးနော် တစ်ဟုတ်ပြီထိုင်ပြီးတော့ပြန်လှုပ်မယ်ကျွန်တော်ဒူးကွေးပြီးတော့ထိုင်လိုက်မယ်ထိုင်ပြီးလက်လေးဆုပြီးတော့ဟိုဘက်လဲလိုက်ဒီဘက်လေးလဲလိုက်အဲ့ဒါလေးတွားမယ်ဒီဥစ္စာကဒူးကောင်းရောခြေဖမိုးရောကတ်နေရမယ်ပြီးရင်အောက်ပိုင်းကမလှုပ်ဘူးခါအောက်ပိုင်းကလုံးဝမလှုပ်ဘူးခါပေါ်ပိုင်းနဲ့လှုပ်မယ်ဒါလည်းခါပေးရအစီလေးတွေချပေးတာကျွန်တော်တို့ခါရဲ့အောက်ပိုင်းဘိုက်ရဲ့အောက်ပိုင်းကဆီချတယ်အပေါ်ပိုင်းဆီချတယ်အရှိချတယ်အခုဘေးရအစီလေးတွေကိုချပေးရပါတော့ ှစ်တဟုတ်ပြီကျွန်တော်နောက်ဆုံးသုံးခုပဲကျန်တော့တယ်လေအခုသွားမယ့်တစ်ခုကလဲလိုက်မယ်လဲပြီးတော့ခြေထောက်ရောလက်ရောဆန့်ထားမယ်ပြီးလို့ရှိရင်အဲ့နှစ်ခုကိုကျွန်တော်တို့ကွေးပြီးတော့လာထိမယ်ဒီအခုကျွန်တော်ပြတဲ့ပုံစံလေးပြီးရင်ပြန်ပြီးတော့ဆန့်လိုက်မယ်ဒါလေးကလူတစ်တေအတွက် နည်းနည်းလေးခတ်နေမယ်ဆိုရင်အပေါ်ပိုင်းကိုမမပဲနဲ့ခြေထောက်လေးပဲကွေးလာမယ်လက်လေးပဲလာခဲ့မယ်အပေါ်ပိုင်းကကျွန်တော်လိုမျိုးထစရာမလိုဘူးထစရာမလိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ပိုင်းကပိုက်ကိုမထိဘူးအောက်ပိုင်းကအစီကိုပဲထိမယ်ဒါမဲ့ထဖို့အတွက်ကတချို့လူတွေအတွက်နည်းနည်းခတ်နေရင်ခတ်နေမှာမလို့ပါနော် ပြီးနောက်သွားမယ့်တစ်ခုကလက်လေးကိုဘေးနားလေးကိုကားလိုက်မယ်ပြီးတော့ဒူးကွေးပြီးတော့ကျွန်တော်တို့ဒူးလေးကိုဟိုဖက်တဲလိုက်ဒီဖက်လဲလိုက်သွားမယ်ခါရဲ့အပေါ်ပိုင်းကခန္ဓာကိုယ်ကမလုပ်ဘူးပခုံးနေပါသေးဆိုရင်ဖြာနဲ့လုံးဝကတ်နေရမယ်ပြီးလို့ရှိရင်အဲဒီခါအောက်ပိုင်းကခန္ဓာကိုယ်လေးကိုဟိုဖက်လဲလိုက်ဒီဖက်လဲလိုက်သွားတယ်ဒီဥစ္စာခါပေးရအစီလေးတွေကိုချပေးတာပါဘဲတစ်ခါညာတစ်ခါကို1အခါ20ပဲเนาะ you make me you make me ဒီနေ့လေ့ကျင့်ခန်းလေးတွေအစအဆုံးလုပ်နိုင်လားဒါမှမဟုတ်ရင်အရန်လွယ်နေလားကျွန်တော်ကို comment မှာဖြေပေးပါအောင်ဒီနေ့လေ့ကျင့်ခန်းလေးတွေအားမရလို့နောက်ထပ်အစ်တတစ်ခုကိုရှာလုပ်လို့ရှိရင်ဘယ်လေ့ကျင့်ခန်းလေးတွေနဲ့တွဲလုံးလိုက်တယ်ဆိုတာကိုလည်း comment မှာတစ်ချက်ပြောပေးပါအောင်နော် သင်ခန်းပရိုဂရမ်လေးတွေအစားအသောက်ပုံစံလေးတွေကျွန်တော်ပြောနေတာလေးတွေကိုတဘောကြတဲ့ဆိုရင်မိတ်ဆွေတို့ကျွန်တော်ရဲ့ Facebook page, YouTube channel, TikTok လေးတွေကို like, subscribe နဲ့ share လေးလုပ်ပေးဖို့မမေ့ပါနဲ့เนาะကျေးဇူးများတင်ပါတယ်ဒါပေမဲ့လေးသင်ခန်းဗီဒီယိုကိုတော့ဖြစ်နိုင်ရင် YouTube ကနေကြည့်ပြီးတော့လုပ်ဖို့တိုက်တွန်းပါတယ် နှစ်တโอเคကျွန်တော်နောက်ဆုံးတစ်ခုကိုကျွန်တော်နည်းနည်းလေးခက်တာလေးကိုတွားမယ်เนาะ လိုက်လုံနိုင်တဲ့မိတ်ဆွေကလိုက်လုံပေးမယ်ဒီမခတ်တဲ့ပုံစံလေးလည်းပြပါမယ်လက်ကလေးကိုအနောက်ကိုနည်းနည်းထောင့်မယ်ပြီးလို့ရှိရင်ခြေထောက်ကိုကိုးလိုက်ဆန်လိုက်ဒီတိုင်းတွားမယ်ဒီတိုင်းကတော့နည်းနည်းလွယ်တယ်အဲ့ဒီကျွန်တော်အခုတွားမယ့်ပုံစံလုံးဝလက်ကိုလွတ်လိုက်မယ်ပြီးရင်ခြေထောက်လေးကိုကိုးလိုက်ဆန်လိုက်အဲ့ပုံစံလုံနိုင်လို့ရှိရင်အဲ့ပုံစံတွားမယ်မိတ်ဆွေတို့ကိုနိုင်တဲ့ပုံစံလေးနဲ့ကျွန်တော်တို့ဒီနေ့ရက်လေးချင်ငန်းလေးတွေကိုအဆုံးသတ်လိုက်မယ်ဒါလေးလည်းအခါ20လောက်ပဲเนาะ

ဟုတ်ပြီလေ့ကျင့်ခန်းနေအကုန်ပြီးပြီကျွန်တော်တို့ကြောလျှော့မယ်ကြောလျှော့တဲ့ဥစ္စာကိုကျွန်တော်မောက်ရက်လဲလိုက်မယ်မောက်ရက်လဲပြီးလက်ကရင်သားဘေးနားမှာထောက်ထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ပိုင်းကိုလက်ကနေပြီးတော့နည်းနည်းလေးထိမ့်ပြီးတော့အပေါ်ပိုင်းကိုပုံမြောက်နိုင်တဲ့လောက်မြောက်မယ်ကျွန်တော်စီးခုံကဖြာနဲ့ထိနိုင်တဲ့လောက်ထိထားပြီးပြီးတော့အာကြောပြင်ကအပေါ်ကိုမတ်နိုင်တဲ့လောက်မတ်ပေးမယ်ဒါဆိုရင်ဘိုက်ခေါက်လေးတွေကိုအကုန်လုံးဆွဲဆန့်ပြီးသားဖြစ်သွားမယ်စီးခုံကိုဖြာနဲ့ကတ်နိုင်တဲ့လောက်ကတ်ထားပြီးနော် ချင်းဖြည်းဖြည်းချင်းပြန်ချလိုက်မယ်ပြီးရင်ခြေတော့ကွေးလိုက်မယ်လက်ကခြေဖနောက်ကိုသွားဆွဲမယ်ပြီးရင်ခန္ဓာကိုယ်အပေါ်မြောက်နိုင်တဲ့လောက်မြောက်လိုက်မယ်ကျွန်တော်တို့ဒီနေ့ကအဓိကဘိုက်ကိုလှုပ်ထားတယ်ဘိုက်ရဲ့ကြော်လေးတွေကိုဆွဲဆက်လိုက်မယ်လက်ရောခြေတော့ကိုအပေါ်ကိုဆွဲနိုင်တဲ့လောက်ဆွဲလိုက်လို့ရှိရင်ပခုံးရောပေါင်ရောတင်ရောအကျော်ဆွဲဆက်ပြီးသားဖြစ်သွားမယ်နော် ဖြည်းဖြည်းရှင်းချလိုက်ရင်ဒီနေ့ရဲ့လေးချင်းကန်းနေအကျော်လျှော့တာတွေအကုန်လုံးပြီးသွားပြီဒီနေ့လေးချင်းကန်းပြပြော့လေးဆိုတော့မနက်စာကိုလည်းနွားနို့ပူပူလေးတစ်ခွက်ပဲတောက်လိုက်ပါတယ်နေ့လေစာကိုတော့ကျွန်တော်ရမ်းကြိုက်တဲ့ထောပတ်တီးတွေဒါပေမဲ့အဥနီကိုခောက်ဆွဲနေရမှာအစားသုံးလိုက်တယ်ဥနီကိုချစ်ပြီးတော့เนาะဒါကြောင့်ခောက်ဆွဲတွေအေးကြာဆန်နေမပါဘူးအကြာဆန်အစားမပါဘူးအဲ့ဒါလေးတွေကိုတုတ်ပြီးတော့ကျွန်တော်စားဖြစ်ပါတယ်ဒီဥစ္စာတွေကိုကျွန်တော်ဒါမျိုးလေးတွေကိုကြိုက်တယ်အဲတံမြက်သီးလေးညှစ်လိုက်လို့ရှိရင်တော်တော် လေးစားလို့ကောင်းပါတယ်။ညစာကိုကြတော့ခန်းချင်းလေးတုပ်ပြီးကျက်သားနဲ့ရွှေပဲတီးကြော်ပြီးတော့စားလိုက်တဲ့စီပပားလေးပေါ့နော်မနှက်ဖြန်တရက်နာမယ်တပတ်ခါလိုက်ကြည့်လိုက်လို့ပေးပါအောင်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်